စင်ရင်းစာတာပါလို့ကုံထန်းရင်ဝမ်းစာရှာနေရတဲ့အသက်69နှစ်အရွယ်အပဥဖုံမြင့်ရန်ကုန်ဆယ်လီနျူပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ပရိသတ်များရှင်သမုတ်တရားဝမ်းတထွာဆိုတဲ့အတိုင်းပင်တနည်းလို့တနည်းစားသမားရရဲ့ဘဝကတတော်လေးကိုပြင်ပခက်ခဲပါရင်နိုင်ငံကြီးခြေနေကတမျိုးစည်းဝိုင်းခြေနေကမကောင်းတဲ့အခုလိုခေတ်ကာလမျိုးမှာဆိုရင်လက်ရှိရနေတော့လက်မဲ့ဖြစ်သွားတဲ့သူတွေကတပုံတပင်ရှိလို့နေတာဖြစ်ပါတယ်ဒါကြောင့်တနည်းလို့မှတနည်းစားရတဲ့လက်လုံလက်စားဘဝတွေကရှားရအလုပ်ကိုလုပ်ပြီး ်ဝမ်းစာရှာနေရတာဖြစ်ပါတယ်ဒီနေရာမှာအသက်ကြီးရဲ့သူတွေဆိုရင်တော့သူတို့ရဲ့ဘဝတွေကတာမန်သူတွေထက်ပိုပြီးတော့ပင်ပန်းလာပဲဖြစ်ပါတယ်အဲ့ဒီလိုပင်ပန်းနေတဲ့ကမှလမ်းမတော်စိတ်ကမ်းမှာကုန်ထန်းနေရရှာတဲ့အပဥဖုံမြင့်ကလည်းတယောက်အပဝင်ပဲဖြစ်ပါတယ်လက်ရှိအချိန်မှာဆိုရင်တော့အပဥဖုံမြင့်ကအသက်69နှစ်ရှိပြီဖြစ်ပါတယ် လက်ရှိမှာတော့သူကလမ်းမတော်စိန်ကန်တရားအမှတ်နှစ်မှာကုန်ထမ်းနေရတာဖြစ်ပါတယ်။လွန်ခဲ့တဲ့အနှစ်20ကျော်ကလေးကကုန်ထမ်းနေအလုပ်ကိုလုပ်ပြီးစီးပွားရှာခဲ့ရတာလို့ပြောပါတယ်။ဒါပေမဲ့အရင်တုန်းကတော့ငွေကြေးလေးကအဆင်ပြေတဲ့အတွက်တက်တောက်တက်တာနေရပြီးမင်းအခုချိန်မှာအသက်အရွယ်တစ်ခုကလည်းရှိလာပြီးဖြစ်တာဖြစ်တဲ့အတွက်အလုပ်လုပ်ရတာပင်ပန်းတဲ့အကြောင်းတွေကိုလည်းပြောပြလာခဲ့ပါတယ်။သူကအခုဒီစိန်ကန်မှာဆိုရင်စံအိတ်တွေကိုထိုင်ရပါတယ်။စံအိတ်တစ်အိတ်ကိုမှငွေကျပ်200ပဲရတာပါ။တစ်နေ့လုံးနေမှာအိတ်20ပဲထိုင်နိုင် ါတယ်အသက်ကကြီးမြင့်နေဆိုပေမယ့်သူမှာတက်ကြွနဲ့အရာကဘာမှမရှိလို့ဒီဆန်အိတ်ထန်းနဲ့အလုပ်ကိုပဲလုပ်ရတာဖြစ်ပါတယ်စားဖို့တောက်ဖို့အတွက်တော့လောင်ငါပါတယ်သူအနေနဲ့အသက်ရှင်ဖို့အတွက်မတ်တပ်စာရှိရဆိုပေမယ့်တကယ်လို့များစမ်းမာရေးချူချသွားတဲ့အခါအိရာတွေမှာလဲလျောင်းရတယ်ဆိုရင်တော့အဲ့ဒီအတွက်ကိုတော့စရိတ်မရှိပါဘူးလို့ပြောပြလာခဲ့ပါတယ်သူကဒီကုံထန်းတဲ့အရာကစားဖို့တောက်ဖို့လောက်တင် အပူအရှံတော့မရှိဘူးတခါတလေကြရင်လည်း၈၀၀၀တထောင်လောက်ရပါတယ် လက်ရှိမှာတော့သူရဲ့မိသားစုအနေနဲ့သူရဲ့ဇနီးနဲ့အတူမြေလေးတယောက်ရှိပါတယ်။အဲ့ဒီမြေလေးအသက်ရှင်နေထိုင်ဖို့အတွက်ကိုလည်းသူအနေနဲ့နောက်၁၀နှစ်လောက်တိအလုံးလုံးနိုင်ခြင်းမသိတယ်လို့ပြောပြလာခဲ့ပါတယ်။သူအနေနဲ့အခုလိုကုံထန်းတာကအဆင်ပြေပါတယ်။သူများလက်အောက်မှာလောက်ရတာမဟုတ်ဘူး။ဒါမလုပ်ရင်ဒါမဖြစ်ဘူးဆိုတဲ့ပုံစံမျိုးတော့မဟုတ်ဘူး။ပုံပြက်ပေးထားတာဖြစ်တဲ့အတွက်ကိုထန်းနိုင်ရင်ထန်းနိုင်သလောက်ပတ်စံရပါတယ်။သူအနေနဲ့အသက်ကြီးနေပြီဆိုပေမဲ့လည်းမိသားစုစားဝတ်နေရေးအတွက်လောင်းငအောင်ရှာကြံနေရကြောင်းကိုလည်းပြောပြလာခဲ့ပါတယ်။ သူအနေနဲ့တခါတလေလဲစံထန်းတာအပြင်တခြားလုံးလို့ရတဲ့အလုပ်ကလေးတွေကိုလည်းမျှလုပ်ပါတယ်။အသက်ကြီးလာပြီဆိုတော့အများကြီးတော့မထမ်းနိုင်တော့ဘူး။စံအိတ်တိတ်မှ200ရတာဖြစ်တဲ့အတွက်တရက်တစ်တောင်းရဖို့ဆိုရင် အနည်းဆုံးစံအိတ်90လောက်တော့ထမ်းနိုင်မှာဖြစ်မှာလို့ပြောပြလာခဲ့ပါတယ်။ဒါပေမဲ့ကျန်းမာရေးအခြေအနေကအရင်လိုမကောင်းတော့တာမို့တရက်ကိုစံအိတ်90ထမ်းဖို့ဆိုတာကမဖြစ်နိုင်တော့ပါဘူးလို့ပြောပြလာခဲ့ပါတယ်။ သူ့အနေနဲ့ကတော့သူ့ရဲ့အသက်ရှင်နေထိုင်ဖို့ဆိုတာတည်းသူ့ရဲ့မြည်လေးစားဝတ်နေအဆင်ပြေဖို့အတွက်ကိုပဲစူးစမ်းပြီးတော့လောက်ကင်နေရတာပါအသက်ကြီးပြီဆိုတော့တခါတလေမှလည်းတက်တောင့်တက်တာနေခြင်းမိပါတယ်ဒါပေမဲ့ငါမလောက်ရင်မဖြစ်ဘူးဆိုတဲ့စိတ်နဲ့ဒီကနေ့ဒီလောက်ကင်နေရတာပါတခါတလေလည်းကိုယ့်ရဲ့ဘဝကဒီလိုနဲ့ဆင်းဆင်းရဲရဲနဲ့ပဲပြီးဆုံးသွားတော့မှလားဆိုပြီးတွေးမိပြီးစိတ်မကောင်းဖြစ်တယ်လို့လည်းပြောပြလာခဲ့တာပဲဖြစ်ပါတယ် ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးအနေနဲ့ရောသမုတ်တရားဝန်တထွားအတွက်ပင်ပင်ပန်းပန်းနဲ့ဝန်းစာရှာစားနေရတဲ့အသက်69နှစ်အရွယ်ဦးဖုံမြင့်အတွက်ဘလို့အားပြီးစကားတွေပြောကြားခြင်းလဲဆိုတော့ဗီဒီယိုအောက်ကကွန်မန့်လေးမှာရှင်းသွားပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးခဲ့ကြလို့ကျေးဇူးများကြီးတင်ပါတယ်